အဲ့တော့ဒီဘ ෝජ ောအောင်စန်းဒီတမျိုးသားလုံးလွတ်မြောက်ရေးအတွက်မျိုးသားနိုင်ငံရေးကိုကိုကျိုးမငဲ့ပဲအသက်ဆွတ်ဆောင်ရွက်သွား၏အမျိုးသားနိုင်ငံရေး National Politics ပြီးရင်အာဏာနိုင်ငံရေး Power Politics လာတော့မြေကိုဘ ෝජ ောသိမြင်၏ထို့ကြောင့်လွတ်လပ်ရေးရပြီးရင်တော့နိုင်ငံရေးအချုပ်ထဲမပါလို့တော့ကြောင်းပြောပြခဲ့ခြင်းဖြစ်တယ်မိမိတို့အာဏာရရေးတာအဓိကနိုင်ငံတော်တည်ဆောက်ရေးသည်နောင်ကြုံကြိုက်မှ ဆိုသူများသည် ိုးချုပ်အောင်ဆန်းရွှန်ရှာခဲ့သောအာဏာနိုင်ငံရေးတပ်သားများဖြစ်သည်တဲ့ဟုတ်တယ်ဒေါ်စုလိုတော့ကိုမျိုးဘိုးကျော်ဆန်းရဲရွန်လာအာဏာနိုင်ငံရေးဘတ်တော်သားများသည်မိမိတို့အာဏာရရှိကြောင်းအတွက်သာဆိုရင်ရှက်ရမှန်းမသိဟုတ်တယ်ဗျာဒေါ်စုမရှက်ဘူးကြောက်ရမှန်းမသိမကြောက်ဘူးစစ်တပ်ကိုပြည်ပကိုလည်းအာကုတ်တက်ဟာမှန်တာပေါ့ဗျာပြည်ကကိုလည်းအာကုတ်တက်တာပေါ့တခေတိုးအုပ်ဗြိတိရှားတို့အားဖြင့် ိုချုပ်အောင်ဆန်းကိုအပြုတ်ဖြုတ်ခြင်းတကယ်တို့အနောက်နိုင်ငံတို့ဤဖီအားဖြင့်နိုင်ငံတော်တိဆောက်ရေးဘတ်တော်သားများအားအပြုတ်ဖြုတ်လို့ဤပြပနိုင်ငံများကဖီအားပေးရန်အော်ဟစ်ကြွေးကြော်ကြ၏ထိုပုဂ္ဂိုလ်တို့အာဏာရလာပါလျင်ဘာလောက်ကြမည်ထင်ပါသနည်းသူတို့ဤကျေးဇူးရှင်ပြပအင်အားစုများကိုအရင်ကျေးဇူးဆက်ကြမည်ဖြစ်သည်သူတို့တွင် ပြည်သူသည်ဗရာဏမဟုတ်အာနာသာလင်အဓိကဤသို့ဆိုလင်ပြည်သူကိုမြည်သူ ချက်တည်းနိုင်ငံတော်တိဆောက်ရေးဘတ်တော်သားများလော နိုင်ငံတော်ဖြစ်စည်းအာနာအဓိကဝါဒီများလောပြည်သူတို့စဉ်းစားကြပါကုန်เนาะဒါပါပြီမြန်မာနိုင်ငံကို အာဆီယံကလက်မခံဖို့ တာစီပိတ်ပင်ခဲ့တာဘယ်သူလဲဒေါ်အောင်ဆန်းစုကြည်အကြောင်းလာပါပြီရှင်းမှာတော့သူကဒေါ်စုကိုပြောနေတဲ့အတွက်ကြောင့်တမိုင်းနေနဲ့ထောက်ပြီးတော့နော်ဒေါ်စုကဘလို့လူဆိုတာကိုပြောသွားတယ်နော်ရှင်းမှာတမိုင်းเจ้าမှာဘလို့လူတွေဒေါ်စုလို့ရှိခဲ့တယ်အာနာယူတယ်ဆိုတဲ့အကြောင်းကိုရေးသွားပြပါပြီအဲ့တော့ကြောင့်စကြည့်ပြီတေချာလေးနားထောင်ပါအာဆီယံဟုခေါ်ကြသောအရှိတောင်အာရှနိုင်ငံများအသင်းဒီယခုအရာအခုမှမဟုတ်နော်ဒီစာအုပ်ကကြာပြီနော် ယခုအခါကမ္ဘာစီးပွားရေးမျက်နှာစာ၌အမေရိကန်ဥရောပယူနီယံနှင့်ဂျပန်ပြည်လင်သဒ္ဒရနေရာသို့ရောက်ရှိလာ၍အလိုအရေးပါသောအနေအထားကို ပိုင်ဆိုင်လာ၏1994ခုနှစ်ကကမ္ဘာကုန်သွယ်မှုတွင်အာဆီယံ၏သွင်းကုန်ထုတ်ကူတန်ဖိုးသည်အမေရိကန်ဒေါ်လာ906ဘီလီယံပင်ရှိခဲ့သည်တို့ရာတွင်အာဆီယံတွင်အရှေ့တောင်အာရှနိုင်ငံများအလုံးမပါဝင်သရွေ့ အာဆီယံသည်ပြည်ပြည့်စုံခြင်းမရှိ အရှိတောင်အာရှတစ်ခုလုံးကိုအစစ်အမှန်ကိုစားပြုခြင်းလည်းမရှိအရှိတောင်အာရှဒေသတွင် စုစုပေါင်း10နိုင်ငံ ရှိသည့်အနက်ယခုက9နိုင်ငံသာလည်းအဖွဲ့ဝင်ဖြစ်သေးသည် မြန်မာလာအိုနှင့်ကမ္ဘောဒီးယားတို့ကြံသေး၏ထို့ကြောင့်အာဆီယံအဖွဲ့ဝင် နိုင်ငံအလုံးကကြံ3နိုင်ငံပေါ်ပါအဖွဲ့ဝင် ဖြစ်စေရန်များစွာလိုလားကြ၏ အီမန်ချက်ကိုအာဆီယံ30ဟုဟောဆိုကြသည်လာတော့မယ်လာတော့မယ်ခင်ဗျားတို့ယင်ခုံတော့ယင်ခုံတော့အာဆီယံစတင်ဖွဲ့စည်းစဉ်ကပင်မြန်မာနိုင်ငံအာဆီယံအဖွဲ့ဝင်ဖြစ်ရေးကိုစတင်ဖွဲ့စည်းသူများက များစွာကြိုးပမ်းခဲ့ကြ၏ကိုယ်စားလှယ်အဖွဲ့ပေါင်းများစွာရန်ကုန်တို့ဆေလွတ်၍ဆွဲဆောင်ကြ၏ကပ္ပစီအေးတိုက်ပွဲအရှိန်အဟုန်ပြင်းထန်လျက်ရှိပြီး ဒီယနံစစ်ပွဲအထုထိတ်သို့ရောက်ရှိနေသည် ထိုအချိန်ကာလကဗမလိုက်နိုင်ငံယာယေးဝါရကိုတိကျစွာလိုက်နာကျင့်သုံးသောမြန်မာနိုင်ငံ အနေဖြင့်အာဆီယံအဖွဲ့ဝင်ဖြစ်လာရန်အစဉ်သင့်မဖြစ်ခဲ့ပေယခုအခါကမ္ဘာနိုင်ငံရင်းများသည်လည်းအပြောင်းလဲရှိလာခဲ့ပြီဖြစ်ရာမြန်မာနိုင်ငံအနေဖြင့်လည်း ရှိတော်အာရှဒေသချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးစာချုပ်တွင်ပါဝင်ခဲ့ပြီးဖြစ်၏ဤသို့ရှိတော်အာရှဒေသတွင်ရှိ နိုင်ငံများအလုံးတညီတညွတ်တည်းပူးပေါင်းပါဝင်ရန်လမ်းစပွင့်သည့်အခါမြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်ဖြစ်လက်မခံသင့်ကြောင်းမြန်မာနိုင်ငံ၏စီးပွားရေးသည်အာဆီယံစိတ်ကြိုက်ပုံစံလည်းမဟုတ်သေးကြောင်းဖြစ် အရှိတောင်အာရှဒေသအကျိုးကိုလိုလားတဲ့ရောင်နဲ့ဖျက်လို့ဖျက်စီးကျွေးကြော်လိုက်သူကအနောက်အုပ်စုမှဘွဲအထက်ထက်ချင်းမြင့်မြောက်ပင်မှုကြောင့်နှစ်တင်သွေးရောက်နေသော အမျိုးသမီးပင်ဖြစ်သည်တဲ့ဒါကကြုတ်ရေးကြတာမဟုတ်နော်အဲ့ဒီချိန်တွေကဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နော်ကဘာရဲ့လက်မှတ်ပေါင်းမြောင်များစွာမူယူပြီးတော့မြောက်ကြွမြောက်ကြွပြစ်ပြီးမန်တက်ပြီးတော့မြန်မာနိုင်ငံဟာ အာဆီယံဝင်ဖို့အရေးချင်းမရှိသေးဘူးနော်အာဆီယံစိတ်ကြိုက်ပုံစံလည်းမဖြစ်သေးဘူးလက်မခံသေးသေးပါဘူးဆိုပြီးပြောခဲ့တာဒေါ်အောင်ဆန်းစုကြည်ဒေါ်အောင်ဆန်းစုကြည်နော်အဲ့တော့သူဒီဆောင်းမလေးကအရင်ကောင်းတယ်နောက်ပိုင်းလေးကပိုတော့ကောင်းသေးတယ်ဒေါ်အောင်ဆန်းစုကြည်ကိုခိုင်းနိုင်ရတာလေးကအရင်လားနော်သက်နာထောင်ကြည့်ဤရင်းနဲ့မောင်ငယ်ဖတ်ဘူးတော့ပုံပြတစ်ခုကိုတတိယမိတော့သည်တဲ့ မိမိယာကင်းအတွင်းတခွားသည့်ခိုးစားသောရှင်ဘရင်ကိုတတ်မိသဖြင့်ရှင်ဘရင်တက်လို့ရသောတောင်သူကြီးမင်းအကြောင်းကြားဘူးပါလိမ့်မည်တဲ့တောင်သူကြီးမင်းတောင်သူကြီးရှင်ဘရင်ဖြစ်သောအခါမူကြီးမက်ရများကိုမိမိဇနီးဇံဆေလွတ်ပြီးခေါ်တော်လွတ်လိုက်တယ်တဲ့တောင်သူကြီးဇနီးဇရာအဆောင်ရောင်နေနဲ့မူကြီးမက်ကြီးတွေလာတဲ့အခါကျတော့တဲ့ထိုင်မိရှိခိုးတာပေါ့သူကနမ်းမူကြီးမက်ကြီးကိုမမြင်ဘူးတဲ့ခါကျအဲ့ဒီမှာမူကြီးမက်ကြီးတွေကအဲ 新马基，新马基，新马基啊！不行，喝照片的，不一路来标来标来过的。哎嘛，当时见面啊，把吃迁不落，不标拿来，所以的。嘿嘿，我我保定价吃拆求超求不标拿来不？喏，一包米下的，大门包米里都不破把五的。我就奥山，牛大刚上去，不就奥山啊，谁会水抓水平，我给伊的说，不为门面，而且没路啊。 ထိန်ချောင်းပေးခဲ့တော့ပုံမြင်ကလေးဖြစ်တယ်တဲ့အဲ့ဒီပုံမြင်လေးကိုဘိုးကျုပ်အောင်ဆန်းကအမြဲတမ်းငယ်လေးရဲ့ကြားခဲ့ရတယ်ဘသူကပြောသွားတာလဲဆိုတော့ဘိုးကျုပ်အောင်ဆန်းရဲ့အဖွာဒေါ်သူစာကပြောသွားတာဒေါ်သူစာဘာဖြစ်လို့ဒေါ်သူစာပြောလဲဆိုတော့ဒေါ်သူစာရဲ့ချွေးမတစ်ယောက်ကအညာတရမျိုးရိုးကပေါက်ပွားလာတာဗျနော်ပြီးတော့သူ့ရဲ့သားနဲ့ဟုတ်တယ်အเจ้าပါလာပြီးတော့ဟိတ်ကြီးဟန်ကြီး ဟိတ်ကြီးဟန်ကြီးဖြစ်သွားတဲ့ခါကျတော့နော်အဲ့ဒီမှာဆုံးမတဲ့ပုံမျိုးလေးတော့ဒီတောင်သူကြီးမင်းဒီကတော်အကြောင်းကိုတော့ပြောပြီးတော့ဆုံးမပေးတာအဲ့ဒီကြောင်ကိုဥအောင်တန်းရေးသားတော့အောင်စန်းမိသားစုစာအုပ်မှာဥယူထားပါတယ်တဲ့သူကရေးပေးတာနော်နည်းနည်းတော့ရှည်သေးတယ်ဗျနော်ကဲအဲ့တော့ကျွန်တော်တို့ကလေ ခမားတို့ကျွန်တော်ကျွန်တော်ကျွန်တော်မသိဘူးဒါညမှကျွန်တော်သိတာကျွန်တော်စာအုပ်ဖတ်တော့ညဖတ်တာကျွန်တော်သိတာကဆန်ရှင်နေပိတ်ခဲ့တာဒေါ်စုပါဇက်ကဆန်ရှင်ပိတ်ခဲ့တာတွေသိတယ်အဓိကပေါ့နော်ဒါပေမဲ့အာဆီယံကမြန်မာနိုင်ငံကိုလက်သက်မခံဖို့ပိတ်ခဲ့တာကျွန်တော်လည်းညမှသိတယ်အဲ့လောက်ထိမြန်မာနိုင်ငံရဲ့အကျိုးတွေမဟုတ်ဘူးနော်အာဆီယံအသင်းရဲ့အာဆီယံရဲ့အကျိုးကိုပါသူကဖျက်ဆီးခဲ့တာဖျက်ဆီးမှာပေါ့အဲ့ဒီအချိန်ကဟဲ့နော်ကုလသမဂ္ဂတို့ဘာတို့က အာဆီယံ1အာဆီယံဖြိုခွဲရေး1အာဆီယံဖြိုခွဲရေး2အာဆီယံဖြိုခွဲရေး3ဆိုပြီးတော့မူတွေချထားတာအဲ့ချေကချထားတဲ့ခါကျတော့ကုလသမဂ္ဂလက်မခံကြဘူးလေအဲ့တော့အာဆီယံသင်းကြီးကြီးသွားလာမှဒေါ်စုကစိုးရိမ်တယ်အဲ့တော့ဒေါ်စုကအာဆီယံနေနဲ့မြန်မာနိုင်ငံကိုမခွန်သေးသေးဘူးပေါ့အဲ့ချေကအာဆီယံခွာရနိုင်ငံပဲရှိနေသေးတယ်ကျွန်တော်ဖတ်ပြသွားတယ်နော်အဲ့ဒီလိုမိမ့်မမျိုးဗျာနော်ဘလောက်ဒီကြက်တွေ ခေဆက်ဆက်နော်တကယ်ဒေဝရက်နော်တကယ်ဒေဝရက်အဲ့တော့သူကစာအုပ်ထဲမှာနိုင်ငံကိုပြည်သူချစ်သည်ပြည်သူကိုဘသူချစ်သည်လို့ပြောလို့ရှိရင်ကျွန်တော်အဖြစ်ပေးစရာမလိုဘူးကပြည်သူကိုတကယ်ချစ်တာကတတ်မတော်ဖြစ်ပြီးတော့ပြည်သူကိုဒုက္ခပေးခဲ့တာဒေါအောင်ဆန်းစုကြည်ဆိုတဲ့ကြောင့်ကို तू ကကော့ကော့ကွင်းပြသွားတယ်ကွာကွာကွင်းကိုအဲ့ဒီစာအုပ်ထဲမှာပြသွားတယ်ကျွန်တော်ဟိုတန်းနေရလေဒီစာအုပ်ကျွန်တော်ဖတ်ပြပေးပြီးတော့ရှေ့ရဆောင်းပါလိမ့်မယ်နော်အဲ့လိုလေးရှိတယ်